အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့လူမိတ်စာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like ကန် subscribe လေးနဲ့ဇာတ်လမ်းတစ်တီတင်တာသိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီမြောင်ပြည့်ရွာရှိရွာလူကြီးဦးတောင်ထွန်းရဲ့နေအိမ်မှာဖြစ်တယ်အိမ်ပေါ်မှာရွာလူကြီးဦးတောင်ထွန်းတရား အရှိရှောင်းလိုက်အနောက်ရှောင်းလိုက်နဲ့ဗတင်းမောင်မအိမ်အောက်ကိုလှမ်းကြည့်ပြီးမျက်နှာမတမယာဖြစ်နေတယ်။တားပြစ်သူအထက်လန်းစရာယူတယောက်ပညာသည်တွေကိုပညာထုတ်ပေးပြီးသူ့ရဲ့ကိုယ်ရေကိုအမှောင်ပညာများဝင်ရောက်ပူးကတ်သွားကအခုဒီဘဲရောက်လို့ဘဲပေါမှန်မသိရလို့စိတ်ပူနေမိတာကတကြောင်။အရှိမကြီးပင်ကြီးအောင်ရှိကုပြစ်မှာချစ်ကြည်နူးနေတဲ့တမီးဖြစ်သူနဲ့တမန်တို့ကိုကြည့်၍စိတ်မတမ်းတာဖြစ်ရတာတမျိုးနဲ့နေလို့မပြောဘဲရှိနေရတယ်။ အိနာဦးတောင်တုံကသမီးဖြစ်သူကိုအတန်ကျဲလာစွာအော်ခေါ်လိုက်ပါတော့တယ်။စုစုရှင်းအဖရှင်းနေနဲ့ဒါဇန်ဟုတ်ကဲ့ဖောင်းခင်ဖြစ်သူရဲ့ခေါ်တန်းကြောင့်အောင်မော်နဲ့တူ စုစုကအင်ကြီးပေါ်ပြေးတက်သွားတယ်။ဟဲ့ကောင်မင်းဘာလုပ်တာလဲ။ဟိုအလုံခိုင်းစရာလေးများရှိရင်ကိုမလို့ပါ။မရှိဘူးကိုယ့်ရဲ့ကိုပြန်။အဲ့လိုတော့မလုပ်ပါနဲ့ရွာလူကြီးပဲပြောထားပြီးတော့ငါဘာပြောလို့လဲ။ကျုပ်ကိုဘာလို့ပြန်ခိုင်းနေရလဲ။ မင်းအိမ်မင်းနေရောလေခုတော့သဘောတူပြီဆိုတဲ့နေတည်းကငါအိမ်ကအောင်မပြန်တော့ဘူးစုစုနေလဲတူတူပဲအကိုတယောက်လုံးတည်သလားရှင်သလားမသိဘူးနေရအေးစိစိစိတ်ပူကြောင်းတော့မပြပါလားအိုးထုံးတော့အိမ်ပေါ်ရောက်လာတဲ့တမီးနဲ့တမန်ဖြစ်သူကိုအားရပါရပြောလိုက်မှနေသာထိုင်သာရှိသွားဟန်နဲ့အိမ်ဦးကမ်းမှာထိုင်ချလိုက်ကကိုရဲ့တဲမှာကွန်းကိုထုတ်ရနေရော်တယ်အပကျမကိုခေါ်တာဘာခိုင်းမလို့လဲဘာမှမခိုင်းဘူးတောင်းမြင့်ကလို့ ဟိုကောင်းတော့ခိုင်းစရာရှိရဲ့အဖပြောပါအယိုးကြည်ကြည်အေးခန်းခန်းကျုပ်ထမ်းရွက်ဖို့အစ်စ်မပြောလိုက်တောက်ကြီးတောက်ကျင်နဲ့ဟာသမီးကိုခိုးဖို့တော့တောက်ရှက်မရှိအမေနဲ့အမအပူကက်ရတဲ့ကောင်းပါများဒါတော့ဒါပေါ့ဗျဒါမဲ့တော်စံမင်းခုပေးပင်ရောက်သွားဟိုကောင်လေးတွေကိုအကျိုးချောင်းသွားမိကြားလားဖာမီးရမှာလဲငါစကားနဲ့ငါမို့လို့နော်မင်းလိုငတုံးကောင်ငါသမီးလင်းတာယူမကြောက်တာသဘောတူပါလားသွား ငါသားကိုရှာနေရအချိန်နေဘလို့လဲလို့သွားမေးဟုတ်ပြီလားဟုတ်ကဲ့ပါကျော်အခုချက်ချင်းသွားလိုက်ပါမယ်ခင်ဗျပေပင်ရွာလည်းရှိမကြီးပင်တပင်ရဲ့အရေးအောက်မှာမောင်ဘိုးတင်တို့အဖွဲထိုင်နေကြတယ်ဘိုးတင်မင်းပြောမို့ရာဆိုရင်ကိုအောင်ကြီးကဆုံးပြစ်သွားလားအဲ့လိုလေပြောလို့မရဘူးကပညာတဲ့၃ရောင်လုံးရဲ့အမောက်ပညာတွေအကုန်ဝင်သွားတာဆိုတော့ငါထင်ဆုံးထက်ဆိုးလောက်တယ်ဘိုးတင်ရဲ့စကားကြောင့်ကြံနေသူတွေမျက်လုံးပြူသားနဲ့အံ့ဩနေကြတော့တယ်တို့ထဲမှာအောင်တန်းက ဟိတ်ကဘုတ်တင်မင်းပြောတဲ့ကိုအောင်ကြီးကလူတွေဘာတွေရောမစားလောက်ပါအောင်နော်အဲ့ဒါတော့ငါလည်းမပြောတတ်ဘူးဟာစားရင်လည်းစားနိုင်တာပဲ तू ကမိစ္ဆာတပိုင်းဖြစ်နေတာ ਉ ဟုတ်တယ်ဘုတ်တင်မင်းအိန်းလေးကကိုအောင်ကြီးမျက်နှာကိုမြင်လိုက်သေးလားအာသူပိုင်းကြာနေရပဲရုပ်ကတော်တော်ဟုတ်ပြက်သွားတာကွာဟုတ်ဟုတ်လေငါတို့လိုက်မယ်ဆိုတာအခုမလိုက်ဖြစ်တော့ဘူးဘာလဲမင်းပြောတော့ကိုအောင်ကြီးကိုလိုက်ရှာရင်လိုက်ခဲ့မယ်ဆိုအစားကလိုက်မလို့ကွာငါနေရအိမ်ပြန်နောက်ကြရင် တိန်လုံးလို့ပြောထားမှုတာအမှန်ရလို့အားနာပါတယ်ကွာငါသွားတော့မယ်သူ့နေသူကြံတဲ့သူတွေကလည်းအကြောင်းမျိုးမျိုးပြပြီးလိကြလိရဲ့ဘိုးတင်ငါမေ့နေတာငါမေရဘဲကြောင်ခိုင်းထားတယ်မင်းတို့မှဘဲမှမရှိရအော်မနှက်ပြန်ပေါက်ပြီလေသွားမယ်ကွာအေးမောင်မြင့်ပြောမှငါလည်းအမှန်ရတယ်ရွာဦးဖုန်းကြီးအတွက်တာဝေးခုတ်ပေးရအောင်ပါပဲဟဲ့ကောင်လေးနေပါဦးရွာဦးဖုန်းကြီးကတာဝေးမထောက်ပါဘူးနောက်ငါးနှစ်လောက်ဆိုလိုပြီလေး ငါတို့ကကြိုးခုတ်တာမှာဟဲ့ကောင်းလေလာလာတရားပီးတရားအကြောင်းမျိုးမျိုးပြကရှူရှူထွက်သွားကြရာနောက်ဆုံးအပြင်ရောက်မှာသုံးယောက်သာကြံခဲ့တော့တယ်သူတို့ကတော့ထုံးစံအတိုင်းမောင်ဘိုးတင်တာအေးနဲ့ပေတူတို့သာဖြစ်တယ်အလကားကောင်းလေဘိုးတင်မင်းကလည်းလူသားစားနိုင်တယ်လို့ဘာလို့ပြောရလဲဟဲ့ကောင်ကငါ့ကိုမေးနေရလေသူတို့ကအစုံအမကြောက်တယ်လို့လို့နဲ့ခုကဘလို့ဖြစ်တာတော့တော်စမ်းပါကွာအဲ့ဒီကောင်နေအကြောင်းမပြောနဲ့ငကြောက်တယ် 哦နေရောငါတို့၃ယောက်တည်းသွားလို့မရဘူးလားရတော့ရတယ်ကွမိစ္ဆာကိုငါနိုင်အောင်လူတော့ငါမနိုင်ဘူးငါတို့တွေကိုဖိုးထွင်းနဲ့ကိုတာရအောင်ပဲခေါ်ကြည့်ကြမလားရမယ်မတင်ဘူးကွဒီလူတွေကကြံဆိုင်ချိန်ရောက်နေပြီလေအဲရောပြန့်ပြိုင်နေပြီဘာပြိုင်တာလဲပေတူကဘသူကြံကင်းကပို့ထွက်တယ်တတယ်ဘောကွသူတို့တွေကတဲ့နေပြီမို့လားအခုဘယ်လိုကပြန်ဖြစ်ရလဲမိမတွေပေါ့ကွာမိမတွေတို့ချင်း အပင်အရေးအောက်ကိုလူတယောက်ရောက်လာတယ်။ထိုလူကအောင်မော်တာဖြစ်တယ်။ရှာလိုက်ရတာမင်းတို့အိမ်တွေကိုလည်းရောက်ခဲ့တယ်။ခမည်းသွားတာမြင်တယ်လေ။ကျုပ်တို့ကဒီမှထိုင်နေရ။ခမည်းပါတာပြုံပြုံကြီးလုပ်ပြီးကျုပ်တို့ကိုမမြင်တာ။ဟုတ်တယ်ပေတူကငါတလန်းလုံးတွေးလာလား။ဘာတွေတွေးနေလဲသိလား။မဆူဆူနဲ့အဝလာဝီလာလာလာပေတူတောက်တလွဲတွေပြောရမယ်ဘယ်ကအဝလာဝီလာလာမှာလဲမှတ်ထား အဝိဟအဝဟာကွာမှတ်ထားအောင်မော်သူတို့ပြောချင်တဲ့စကားကိုသိရဲ့တို့ဝိမဲ့အခုမေ့သွားပြီမင်းတို့ပြောတဲ့ဟာရွာဘိသိက်စီဟာပြောနေကြတယ်ကွာအဝလဝိလာလလေးဗျာမဟုတ်ပါဘူးကွာတိတ်တိတ်နေစမ်းမှာဟာစဉ်းစားနေရအဝဟာဝိလာဝါမဟုတ်ပါဘူးဗဇက်ဖျားမှဒီမေ့နေပြီမသိရလဲပြောနေနဲ့ခင်ဗျားအဲ့ဒီကြောင်တွေးနေရမလားအေးအစောကဟုတ်တယ်ခုတော့မဟုတ်တော့ဘူး ဘာဖြစ်လို့လဲဗျမင်းတို့ပြောတဲ့အာဝါဟာရဲ့နောက်ကဟာကိုတွေးနေတာဟဲ့တွေးနေတာအောင်မောကမြည်သည့်စကားမှမဆိုပဲအတန်ကြာတဲ့အထိသူတယောက်တည်းစဉ်းစားပြီးတော့အဖြေတစ်ခုမရရင်မကျေနပ်သူပြီးပြီရောက်ခမပြောစကားအောင်မိက အာဝါဟာအကြောင်းသာတွေးပြီးမောင်ဘိုးထင်တို့နှုတ်ဆက်ကမြောက်ပြင်ကိုပြန်သွားပါတော့တယ်ဥတွန်းတောင်းရဲ့နေအိမ်မှာဖြစ်တယ်ဥတွန်းတောင်းကရင်နှီးနဲ့အမျိုးစုံလာတဲ့အမီးတွေကိုလူတစုကိုအိတ်ခန့်နေတယ် သူအဲ့ခန့်နေတဲ့သူတွေကမောင်ဘိုးတင်တာအေးဖိုးထွေးနဲ့ပေတူးတို့ဖြစ်ကြတယ်။ကျုပ်သားကိုကဲပေးပါဦးဆရာလေးရဲ့။အဲ့လိုကြီးမခေါ်ပါနဲ့ဗျ။ခေါ်ပါရစေဆရာလေးရဲ့။ကျုပ်ဆရာလေးအဘစီကိုသွားပေးပြီ။သူကပြောတယ်။သူ့အစီရင်နေအကုန်လုံးဆရာလေးယူထားတယ်လေ။အဲ့ဒါကြောင့်ဆရာလေးကိုသာအားကိုးပါတယ်။ကုညီပါခမ။အေးဟုတ်သား။ကျုပ်အစီရင်နေကိုခိုးပြီးဖွက်ထားတာ။ကျုပ်တက်နိုင်သလားကုညီပါမယ်။ ဆရာလေးတို့ပဲအားကိုးရမှာတမန်တယောက်ရထားပါတယ်ဆရာလေးတို့စီအကျိုးကြောင့်မေးခိုင်းတာအောင်အာဝါဟာဝိဝါဟာမတိလို့ဆိုပြီးပြန်လာမေးနေရတကယ်တောက်ဘောကမင်္ဂလာဆောင်ကျင်တာတပိုင်းတည်နေပြီတဇက်လေးမှအားမကိုးရအောင်များမကြတဲ့ချိန်မှာတော့ငြိမ်သက်နေတဲ့အောင်မော်တယောက်အရှိကိုတူလာကဥတောက်တော်ကိုခက်တီတီနဲ့ကြည့်နေလို့ဘာလဲမင်းကမကြင်နဲ့လို့လားကျုပ်ပြောမယ်ပြောကွာရင်းမတောင်မှကိုအောင်ကြီးကိုတွေ့တယ်လေဗျအဲ့ဒါပြောတာပေါ့ ထိုင်ပြောလဲရတာခွေးရဲမှာအလန်တကြားလုံနေတယ်။မီးရမရှိလာရမှာကင်းမဲ့နေပြီမဲ့လေကျဲလေးတွေရဲ့အယောင်ကမှောင်မှိုင်လွန်းတဲ့နေရာအတွက်အရေးတဲ့တံလောင်မြည်ရဖို့အလင်းရောက်ပေးနေတယ်။ထိုကျဲရောင်အောက်မှာညောင်ပြင်ရွာလေးကညသက်ကောင်ချိန်မှာအလွန်တိတ်ဆိတ်လျက်ရှိရဲ့။ထိုရွာထဲရှိရွာတကြီးရဲ့အိမ်မှာတိတ်ဆိတ်လျက်ရှိရဲ့။အရင်ရက်တွေမှာစုစုယောက်ျားနောင်လိုက်မယ်ဆိုလို့သာရွာလေးရလူတွေကိုအခါကျင်းဝေပေး၍ခေါ်သူကခေါ် စေတနာနဲ့လာဆောင်သူအားဆောင်တဲ့လူအတော်စီကားခဲ့ပေမဲ့အခုစူးစူးလင်းရသွားလို့အခါချင်းတွေပေးမဆောက်ခိုင်းတော့တယ်လို့အညီမရှိရောလို့တကောက်သာရင်နေရလဲမလာတော့လို့တိတ်ဆိတ်နေတယ်။ထိုတိတ်ဆိတ်နေတဲ့ဥတောက်ထုံရဲ့အိမ်ထဲကိုလူရိတ်တရိတ်ကပိတ်ထားတဲ့ဝကခြံစည်းရိုးကိုကြောင်တကောင်လာလှွားကနေကြော်တက်သွားလေတယ်။အိမ်နောက်အိမ်တိုင်ကိုတွေ့ခဲ့ပြီးတက်သွားကအခန်းနဲ့ပတင်းပေါက်ကိုလက်နဲ့ခောက်လိုက်တယ်။ညမကြာအချိန်မှာ ရေနံစီမီအနည်းရောင်လေးထွန်းလင်းလာကပတင်းပေါက်ပွင့်လာတော့တယ်။ပတင်းပေါက်ကခေါင်းဖြူထွက်ကြည့်သူကဥထုံတောင်းဖြစ်ပါတယ်။အဘအောက်ချင်းမင်းဒီရောက်နေရဲ့။ဥထုံတောင်းကပတင်းပေါက်ပြန်ပိတ်မယ်ပြုစဉ်သူ့ကိုခေါ်တဲ့နေသူပတင်းပေါက်ပေါကိုကန်၍ခိုတွဲလာတဲ့အောင်ကြီးကိုတွေ့ရလို့အံ့ဩဝမ်းသာဖြစ်သွားတယ်။အောင်ကြီးရဲ့ရုပ်တင်ကိုသူကန်ထားတဲ့ရေနံစီမီကွက်အလင်းရောင်ကြောင့်ကောင်းစွာမြင်ရတယ်။အောင်ကြီးရဲ့ရုပ်တင်ကအတော့ကိုအကြီးကျယ်နဲ့ မျက်နာမှာမဲချောက်ချောက်ဖြစ်နေသလိုမျက်ကွင်းတို့ကလည်းညူနေပြီးမျက်လုံးတွေမှာသွေးကြောမြင်နေထားပြီးရဲနေတယ်။နှာခမ်းတို့ကလည်းမဲနက်နေသေးတယ်။ဥတော်တော်ကတားဖြစ်သူရဲ့ရုပ်ရည်ကိုကြည့်ကစိတ်မတက်မတာဖြစ်ပြီးတပြင်းတစ်ချက်ဒီးပင်စွာချလိုက်တယ်။ငါသားမင်းအေးပြက်တာတွေထင်တယ်။ပြီးတော့ဆေးလိပ်တွေရှော့တော့ကွာ။ဗျာဟုတ်တယ်လေ။မင်းမျက်ကွင်းတွေခွက်ပြီးနှာခမ်းတွေလည်းပြနေပြီ။ဟာဗျာ။ ကျုပ်ကိုယ်ရဲ့အမောက်ပညာတွေဝင်နေလို့အဲ့လိုဖြစ်နေတာပါအပါရအခုလေကျုပ်စိတ်ထိန်းနိုင်တော့ဒီလိုလာတာစိတ်မထိန်းနိုင်ဘာဖြစ်မှလဲငါသားကျုပ်ခုအကောင်းမလောင်တွေကိုအစိမ်းစားနေရတဖြည်းဖြည်းနဲ့လူသားစားအောင်ကြီးရဲ့စကားမဆုံးခင်မှာဦးတောက်ထုံကခြေအောင်နဲ့အောင်ကြီးရဲ့မျက်နှာကိုကန်လာရအောင်ကြီးအနောက်ကိုပြုတ်ကျသွားတော့တယ်တိုင်းငါ့ကိုခွန့်လို့ကွာတော်ကြမင်းငါ့ကိုမစားဘူးလို့မပြောနိုင်ဘူးအဲ့မှာဗျာကျုံနားလေပါတယ်ညာလိုက်တဲ့ခြေတော့ တိုင်းမြတင်ထားသလားအဘရာအိနာမှာတော့အောင်ကြီးကအမောင်တုတဲ့တိုးဝင်ပြောက်ွယ်သွားပါတော့တယ်။မောင်ဘိုးထင်းတို့ကအောင်ကြီးရဲ့ကိစ္စကိုရှင်းပြဖို့ဦးအုံးရဲ့အိမ်မှာရောက်နေပြီးလူအပ်တာတွေတင်ယူနေကြတယ်။မင်းတို့ပြောပုံရဆိုရင်စုံးကဝေ၃ယောက်လုံးရဲ့ပညာတွေစုပြုံပြီးဝင်သွားတာပဲ။ဟုတ်တယ်ဗျ။အခုဆိုကိုအောင်ကြီးကစက်တရုပ်ခိုးစားနေရနေစိတ်တရားစပြီးခိုးစားနေပြီပြောတယ်။ရပ်ပိုင်းလေးပဲရှိသေးရနော်။စုံးနေရအဲ့လိုတော့မလုပ်ဘူးကွာ ငါအတင်အထက်ရောအောက်ရောရောသွားတာထင်တယ်။ချဲ့ရက်နဲ့ထမ်းရင်ရောသလိုပေါ့။အဘကလည်းတောက်ချင်နာရီပြောနေပြန်ပြီ။ငါဥပမာပေးရပါကွာ။ကဲပါကျုပ်တို့ဘယ်လိုလုပ်ရမှာလဲပြောပြအောင်။ဇော်ကနီတယောက်ကိုရှာတွေးမှ ဖြစ်မဲကောင်လေး။ဇော်ကနီကဗမာရှိရလဲအဘ။ကုညီပါအောင်ဗျ။အရေးကြောင့်ရေကျုပ်တို့မှာအဘပဲရှိရဗျ။ဇော်ဂနီဆိုတာရိုးရိုးအိတ်တလိတ်ဆုံးဇော်ဂနီကိုပြောတာမဟုတ်ဘူးအိနာဇော်ဂနီလို့ခေါ်တယ် နန်းစိမ့်မော်ကွာအဘအဲ့ဓာရီကနည်းနည်းမြင့်သွားပြီကျုပ်မတက်နိုင်တော့ဘူးအဘကူညီပါအောင်ဗျမင်းကဆရာကြီးပါကွာငါ့ကိုမလိုပါဘူးဩအဘရဲ့ဆရာကြီးကဆရာကြီးပါပဲဗျာလောက်ပါကူညီပါဗျအေးပါကွာအေးပါငါကူညီမယ်ကျင့်တတ်ပြီလားငါကတော့အိန်းနာစော်ကနီကိုပင့်ပေးပြီမင်းတို့နေရာကိုခေါ်လာခဲ့မယ်မင်းတို့ကငါပြောတဲ့နေ့မှာအောင်ကြီးကိုဖမ်းထားဖို့လိုတယ်စိတ်ချပါ ။လာမယ့်တပတ်ခါကိုအောင်ကြီးကိုကျုပ်တို့သူ့အဖတလင်းထဲမှာဖမ်းထားမယ်။အေးပြီးရောမပြီးသေးဘူးအဖ။ဘာလို့သေးရလဲကောင်လေး။ဟုတ်လေ။ကိုအောင်ကြီးကိုဖမ်းနိုင်မယ်နီးနန်းလေးပါပေးပါအောင်။မောင်ဘိုးတည့်ရဲ့စကားကြောင့်ဦးအောင်ကသူတို့အားလုံးကိုမကြည်မနှက်ကြည့်ရင်အောင်ကြီးကိုဖမ်းနိုင်မယ်နီးလန်းကို ပြောပြပါလိမ့်တော့တယ်။ဦးထထွန်းအိမ်ရှိမှာဂရင်တလုံးချထားပြီးထိုဂရင်ပေါ်မှာအမဲသားတွေတင်ထားလိမ့်တယ်။ထိုအမဲသားတွေကလက်လုံးလို့ အတော်ညိနေပြီးရင်တလောင်းလောင်းနဲ့ဖြစ်နေတယ်။ဆရာလေးအမဲသားတွေဒီလောက်အများကြီးဘာလို့မှလဲ။ကိုအောင်ကြီးကိုမြားမှလေ။ကောင်းတယ်လို့သာလုပ်ပါ။ကျုပ်ကတော့နားအောင်မလဲဘူး။ဘာကြီးကကျုပ်တို့ကိုတခုခုညီရမယ်။ပြောပါဆရာလေး။တခြားမဟုတ်ပါဘူး။ကျုပ်တို့လေးအောင်ကအမဲသားတွေကိုပလိုင်းထဲထည့်ပြီးနေရာအနှံ့သွားပါ။ဘာကြီးကကြံတဲ့အမဲသားတွေကိုဘာကြီးတလင်းထဲမှာသွားထားပေးရမယ်။ပြီးတော့အောက်ကောင်းမောင်းတန်လူလေးငါးယောက်ရဲ့ ကျိုး၄၅ချောင်းလောက်ပါအသင့်ယူထားရမယ်။စိတ်ချပါကျုပ်အကုန်လုပ်ထားပါမယ်။အဲဒါဆိုကျုပ်တို့လည်းလုံးဆရာရှိရာလုံးလိုက်အောင်မယ်။ဘိုးထင်အမဲသားတွေလွယ်ပြီးရှောက်သွားမှာကိုအောင်ကြီးမလိုက်ပဲတခြားတည်းရဲတွေလိုက်လာရင်ရောမင်းတို့ကလည်းကြောက်တဲ့ရန်ကိုရော့ရော့ဒါလေးတွေယူထား။ဘာတွေရောကကိုအောင်ကြီးရလွယ်ရင်တခြားဘသူမှမကန့်နိုင်တဲ့အစီရင်ပေါ့။မောင်ဘိုးထင်ရဲ့စကားကြောင့်သူတို့ထဲမှာအကြီးဆုံးဖြစ်တဲ့ဖူထွေရအစီရင်ကိုတိတ်ချကြည့်လိုက်တယ်။ မင်းဟာတကယ်ရောအလုပ်ဖြစ်ရဲ့လားကိုဖိုးထွေးဟာခမားကျုံနဲ့ပေါင်းလာလဲကြပြီခုတီကျုပ်ကိုမယုံသေးဘူးလားအရင်ရောယုံနေမင်းတို့ကောင်နေငါးဘထိတ်တုံးတဲ့ခဏခဏရောက်နေရောတိတ်မယုံချင်တော့ဘူးယုံလိုက်စမ်းပါဗျာကျုပ်ဆိုတဲ့ဘူးတင်ကမတေချာတဲ့ຢာဆိုဘာတခုမှမလုပ်တာမောင်ဘူးတင်ရဲ့ဟိတ်ကြီးဟန်ကြီးစကားကြောင့်တာအင်းနဲ့ပေတူကမကြည့်သလိုကြည့်ကအပြောကခုတီမလျှော့ဘူးပြီးရင်မင်းပဲတောက်တွေလဲလောက်တာ ကြာလာလေမှာအပေါင်းအပ်တဲ့တဲ့မင်းပါလာပြီအေးပါကွာပြောပါမင်းတို့စီရင်မယူဆိုရင်လည်းငါပြန်သိမ်းထားတော့မယ်ယူမယ်မင်းကိုယုံလို့မဟုတ်ဘာကြီးအုံကိုယုံလို့ပြီးရပဲရော့ရော့နေအောင်ကတပြေးပြေးတောင်ဆွဲကိုဝင်းရောက်လာပြီအမောင်တုတဲမှာမြောက်ပြင်ရွာအပြင်ဘက်ရှိတင်းဆိုင်လမ်းမှာပလိုင်းတလုံးကိုလဲပြီးလမ်းလျှောက်နေတဲ့သူကဖိုးထွေးဖြစ်တယ်။ကြောက်စဲအနှဲငယ်ဝင်မိပေမဲ့သူ့ထက်ငယ်တဲ့ကောင်လေးတွေကမကြောက်မရွံ့တယောက်တနေရစီသွားနေရကြောင့် ကြောက်စိတ်ကိုဖြောက်ကတယောက်တည်းလမ်းလျှောက်နေတယ်။ညနေတွေကခုချိန်ထိလမ်းလျှောက်နေတယ်။မှောင်တဲ့အခါမှာတော့သူရဲ့နောက်မှခြေတန်းနေမကြခဏကြားလာရတယ်။နောက်ကိုပြန်လဲကြည့်ပေမဲ့ဘသူမှမရှိပေ။မကြတဲ့ချိန်မှာမြောက်ပြင်အတင်းကြောင်ဖြတ်ပြီးရွာထဲရှိဦးတောင်ထွန်းလဲတလေးနဲ့ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။အဲအားကြောင့်မြောက်ပြင်အတင်းကြောင်ဖြတ်စဉ်အုတ်ခုများကြားမှရှီမောတန်စကားပြောတန်ကလေးငူနေလို့ချော့မြူတန်နေကြားလိုက်ရတယ်။ ိုးတန်းနေကြမှာပုံရွေးကျယ်တဲ့အတန်တန်ထွက်လာပါတယ်။ဟဲ့ကောင်မေးပလိုင်းနဲ့ရအမဲသားတွေလား။အဲ့ဒီကောင်ရဲ့ပလိုင်းနဲ့ရအမဲသားနဲ့ရတယ်။လူစားကြမလား။ဖို့တွေ့ကောင်းကြည့်သွားတော့တယ်။အဲ့အကြောင်စကားတန်နေကိုဂယုမပြုပဲခန့်မြန်မြန်ရှောင်းနေစဉ်သူ့ရဲ့ပခုံးလက်တစ်ဖက်လာတင်လာကြောင်းလမ်းပြန့်သွားရာလက်တင်သူကိုအမောင်ထဲမှာတေချာမမြင်ရပေမဲ့လူတယောက်ဖြစ်နေရတတိထားမိရဲ့။ဟဲ့ကောင်မင်းအမဲသားတွေငါ့ကိုပေးပါလား။ခင်ဗျားကဘသူတော့ငါအောင်ကြီး အောင်ကြီးဟုတ်လားရွာလူကြီးဦးတောက်ထွန်ရဲ့သားအောင်ကြီးလားဘသူသားလဲကငါလဲမေ့နေပြီငါအမဲသားစားကျင်နေစကားကိုနောက်မှပြောကျုပ်ခမားကိုကျွေးဖို့လိုက်ရှာနေရကျုံနောက်လိုက်ခဲ့နွားတကောက်လို့ပေါ်ထားတယ်ခမားကိုကျွေးဖို့အတွက်လေမင်းတကယ်ပြောရလားလိုက်ခဲ့ရင်သိရမှာပေါ့ဖိုတွေရတလင်းနဲ့ကိုခက်မြမြရောက်ဖို့သွားနေတယ်ပလိုင်းနဲ့ရှိအမဲသားတွေကုံသွားပါကသူ့အတွက်အနေရရှိရာကြောင့်ဖြစ်တယ်သူခက်မြမြရှောက်တဲ့အခါ အောင်ကြီးလည်းနောက်မှခက်မြန်မြန်လိုက်လာလိမ့်ရဲ့မကြတဲ့ချိန်မှာဦးထွန်းတောင်းရဲ့တလင်းပြင်းနဲ့ရောက်ရှိလာတော့တယ်တလင်းပြင်းထဲမှာဂရင်းပေါ်မှာတင်ထားတဲ့အမဲသားတွေကိုအမောင်တုတဲမှာတာမန်လူများဖို့မမြင်ရပေမဲ့ဖိုးထွေးရဲ့နောက်မှအောင်ကြီးကနှာခေါင်းတရှုံရှုံလှုပ်ပြီးအနံ့ခံကအမဲသားတွေတင်ထားတဲ့ဂရင်းစီအလင်းမြန်ပြေးကစောင်းကြောင်ထိုင်ပြီးစားနေရတယ်အမဲသားတွေစားနေရဲ့အောင်ကြီးတယောက်ကြောင်ငေးကြည့်နေစဉ်မောင်ဘိုးတင်တဲ့သူဦးတောက်ထုံခေါ်ထားတဲ့တန်မာတဲ့ရွာသားတွေ အောင်ကြီးကိုပြေးဖမ်းကြပြီးကြိုးချီရန်ကြိုးစားကြတယ်။တံမာတဲ့လူကြီးလေးရောက်ဝိုင်းချုပ်တောင်းပင်ခက်ခက်ခဲခဲချုပ်ရလိမ့်တယ်။အိမ်နောက်ကျိုးရည်နဲ့တုတ်ကတလင်းအလဲအတွက်အသင်းဆိုင်ထားတဲ့ငုတ်တိုင်ကြီးမှချီလိုက်တယ်။အချီခံလာရတဲ့အောင်ကြီးကတဝူးတဝါးဝါးနဲ့အော်နေရတယ်။သူကလူတံံပြလို့နေပါဖြစ်ပြီးမိစကောင်ရဲ့အသွင်တံံတဖြည်းဖြည်းပေါ်လာနေပြီ။ထိုစိတ်မချမ်းမြေ့စရာမြင်ကွင်းကိုမြင်နေရတဲ့ဦးတောင်ထုံးကတားပြည့်သူကိုခံလန်းလန်းမှနေပြီးတတိပေးစကားဆိုနေပေမဲ့ အောင်ကြီးမှလူစိတ်ပြောင်းလို့ဖြစ်နေလို့အရာမထင်ငါသာအောင်ရင်တတိထာဇံငါမင်းအဖေလေမင်းတေ့မယ်အမဲသားပေါ့နေပြီလူသားစားမယ်ငါ့ကိုလို့ငါသာအောင်ကြီးမင်းအဖေငါလေကွာမင်းကိုစားမယ်ငါပြောပါတယ်အောင်ကြီးရာမိမနောက်ပိုးတဲ့ကောင်ကအထက်လန်းစရာလုပ်လို့မရပါဘူးလို့မင်းကဖိမနိုင်ပဲပဲကြီးစားတာဟုငါသားရစရာလေးဟိုမှာယုံတာနော်တော်ကြာကျိုးမပြတ်ဘူးပြောမရအောင် ကြောက်လေဘာလုံးအောင်မသိရအောင်အဘကနှစ်စိပင့်လာမယ်ပြောတာပဲခုထိမလာသေးဘူးလား तू ဟာပင့်ခဲ့မယ်ပြောတာပဲလာမှာပါမလာရင်တော့ဒုက္ခပဲလာမှာပါစိတ်ချသူတို့ဦးအုံးကိုညှော်နေကြတယ်ခုထိပေါ်မလာသေးပြီအောင်ကြီးကလူတဒံတဖြည်းဖြည်းပြောင်းလာပြီးတော့အန်တကြိတ်ကြိတ်လောက်ကကျိုးကိုပါဇက်တပြင်းပြင်းနဲ့ယုံနေလို့သူ့ကိုချီထားတဲ့အချိန်မှာလှုပ်ရမ်းစားပြူလာတော့တယ်ကောင်းလေငါတို့လာပြီနောက်ကျသွားတယ်ကွာ ကိုတော်ကကြက်ကြော်စားကျင်နေဆိုတာနဲ့ကြော်ကျွေးနေရလို့အတန်းနာရအောင်ကြည့်လိုက်တော့ဥအုံးနဲ့တူသူ့ရဲ့ရှေ့မှာတောင်ရှိပစိုးဝစ်ထားတဲ့ပိုသားအင်ဂျင်နဲ့ပိုသားဘဝကိုပေါင်းထားတဲ့လူရဲတယောက်ပါလာတယ်။ကိုတော်တားတော်ပြောတဲ့လူမိတ်စာဆိုတာဟိုတိုင်းမှာခြိထားတဲ့သူပါပဲ။သူ့ကိုယ်လေးကမိတ်စာတက်တွေထုတ်ပေးပါဖေ။တားတော်မောင်ကကိုတော်ကိုယူယူတည်တည်နဲ့ပင့်ထားတယ်ဆိုတော့ကုညီရမှာပေါ့။နတ်ဆေးရပြောပြောဆိုဆို ခြေနဲ့တလင်းပြင်ကိုပေါပြီးအောင်ကြီးစီကိုလက်ညှိုးညှို့လိုက်တာနဲ့အောင်ကြီးရဲ့ပါဇက်ကဟလာကပါဇက်ထဲမှာရင်စိမ့်နေထွက်လာပြီးကောင်းကြီးကိုပြန်တက်သွားပြီးမီးလောင်ကပြကြကုန်တော့တယ်ရင်ကောင်းနေမကြံတော့တဲ့ခါမှာအောင်ကြီးရဲ့မျက်နှာကတာမန်လူတယောက်မျက်နှာပြန်ဖြစ်သွားလေတယ်နန်ဆဲရဘသူ့ကိုမှစကားမစို့ပဲတလင်းပြင်ကိုထွက်သွားရာဦးအောင်ကလည်းနှောက်မလိုက်သွားလေတယ်ဦးတောက်ထုံးကလည်းဝမ်းသာအားရဖြစ်ကတာဖြစ်သူတန်းသွားကကျိုးရီ ခြေပေးပြီးတော့ထုတွဲလာတော့တယ်။မောင်ဘိုးထင်းတို့လည်းအောင်ကြီးလူကောင်းဖြစ်သွားလို့ခုမှတက်တင်းချနိုင်ကတလင်းပြေမှာခြေပြေးလက်ပြေးထိုင်နေစဉ်ဥရုတ်တယောက်တုတ်တီးတုတ်ပြန်နဲ့ပြန်ရောက်လာတယ်။သူရဲ့မျက်နှာမှာလည်းအညူမဲတွေဆွဲနေရာမကောင်းတာတစ်ခုခု ဖြစ်ပြီးဆိုတာကိုသူတို့သိလိုက်တယ်။သူတို့မေးမြန်းမယ်ကြားလိုက်တဲ့ရှိသေးဥရုံးမှာအတန်ခက်ကြဲကြဲနဲ့ဆိုလာတော့တယ်။ကောင်းလေးတို့ရေတောက်ပြတနာတော့တက်ပြီဟ။ဘာလို့လဲအပ။ဘာရမှာလဲ။ဟိုနတ်ဆေးရဒီမှာပျော်နေတဲ့ ငါပြန်ပို့တာမတော်ဘူးငါ့ကိုသူ့ပုံကို ပို့လို့ဆိုပြီးစော်လို့လိုက်တာဗျာအဲလိုနဲ့မောင်ဘိုးထင်တို့အကူကြီးတောင်းတဲ့အကြည့်နဲ့ကြည့်ရဲ့ဦးအောင်ကို မောင်ဘိုးထင်တို့လည်းနားမလည်နိုင်စွာနဲ့ပြန်ကြည့်နေရော်တယ်ဟုတ်ကဲ့ပါရှင်စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့လူမိတ်စာဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေပြီးဆုံးပါပြီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်